ဆိုရှယ်မီဒီယာပေါ်မှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေအိမ်တွေရွတ်ပြနေတယ်ပြီးရင်ကားတွေကိုထုတ်ချွာနေတယ်ပြီးရင်သူတို့ရဲ့ brand တွေပေါ့နော်အိတ်တွေဒီလိုရှိတယ်ဟိုလိုရှိတယ်ဆိုပြီးအိတ်တွေကိုပြနေတယ်ဆိုရင်မယုံနဲ့တကယ်ချမ်းသာတဲ့သူတွေကတကယ်ချမ်းသာတဲ့သူတွေကသူတို့ရှိတာကိုသူများသိမှအယံစိတ်ပူတယ်ဆွီဒန်လိုမျိုးနိုင်ငံမှာဆိုရင်ကပောင်မှာအယံချမ်းသာတဲ့နိုင်ငံတွေပေါ့နော်ဒါဖြိုးဆိုရင်ဆွီဒန်ကိုသွားတော့ကဆွီဒန်နိုင်ငံရဲ့အချမ်းသာဆုံး ပိုင်ရှင်ပေါ့နော်အဲ့မှာအချမ်းသာဆုံးလူရဲ့အိတ်ဆိုပြီးတော့ဖြိုးတို့လိုက်ပြတယ်ဒီ toast ကပေါ့နော်ဖြိုးဖေနဲ့အမေနဲ့ဖြိုးနဲ့တူတူ2019တုန်းကအဲ့ဒီ Scandinavia ကိုခီးသွားတယ်ပေါ့နော်အဲ့ချိန်မှာအဘအယောင်ဆင်းမှမရှိဘူးတလားသူတို့ရဲ့တထေးအိမ်နာပြောတာဘာအယောင်ဆင်းမှမရှိဘူး so what i'm trying to say is တကယ်အရန်ချမ်းသာတဲ့သူတွေကသူတို့ရှိတာကိုသူများမသိအောင်တိုးတိုးတိတ်တိတ်နေတယ် အဖြစ်ဖြစ်အောင်ဆိုတာကတော့သူကတော့စာလေးရဲ့ရေးတဲ့စာအုပ်လည်းထုတ်တယ်ပေါ့နော်ပြီးတော့သူလိုလူတယောက်ကခုလိုမျိုး live မှာထွက်ပြီးတော့ပြောတာတော့နည်းတော့ရှားတယ်နော်အခုအပွဲစားတဲ့လူတွေအရန်များနေတဲ့ခါကျတော့ဝင်ပြီးတော့อืมနေနေပေးရတာပေါ့မားရေပေါ့နော်နေတကယ်မားပါဆိုသူများရဲ့ sign သူများရဲ့ မားတယ်ချင်းဟန်လက်ဟန်နေတယ်အဲ့လိုပြောတတ်တဲ့အချိန်မှာခုကကကြည့်လို့ရှိရင်လည်းကိုကအများကြီးကွာသူ့ရေးစုများပြီးတော့ကစ္စတမာကြီးအများကြီး င်စိတ်မကောင်းဖြစ်တယ်အခုတင်ရရင်ပြောတကယ်လုံးဝကိုတသက်လုံးစားနေကြဆိုင်နေဖြစ်တယ် ါရှင်းဖို့ရှင်းရမယ်ဒါရှင်းဖို့ရှင်းရမယ်ဆိုရဲစင်ကြီးနဲ့သွားတော့ပို့လှုပ်တော့မှာအကုန်လုံးကဟိုတက်တေးလေးကိစ္စအကြီးဖြစ်တော့မှာကွာဒီလားအမှန်တကယ်ဆိုဘာမှမဟုတ်တဲ့တက်တေးလေးတေးလေးဆိုမှာတက်တေးလေးကိစ္စအဲ့လိုအရင်အဲ့လိုကြီးဖြစ်သွားရဲဆိုအစားတရုံနဲ့သွားပြီးတော့ပြန်လာစားတာပေါ့နော်ရှင်းတဲ့တကယ်တောင်းမှန်ပါရဲ့နော်နောက်လေအငင်းအောင်သွားမှာပါတကယ်ကိုစိတ်ရင်းနဲ့တောင်းပန်ပါရယ်နော်ဖြည်းဖြည်းဟိုဒီဗီဒီယိုလေးမြင်စီ မျက်နှာသွားမယ်လို့မရည်ရွယ်ဘူးအဲ့အတွက်စေရင်မှန်တယ်တောင်းမှန်တာပါအဲဒီကောင်မလေးကတော့ဟိုစသဆိုင်ဆိုင်မှာသူကဟင်းပွဲမှာပြီးတော့เนาะဟဲ့ရချင်းနေတယ်ဆိုပြီးတော့ तू อ่ะသွားပြီးတော့ပြဿနာစားတာပေါ့เนาะကွဲစားတယ်လို့ဖြစ်သွားတာပေါ့ပြီးတော့ तू อ่ะဗီဒီယိုရိုက်တင်တယ် तू အကောင့်မှာဗီဒီယိုရိုက်တင်တယ် तू ကိုယ်တိုင်လည်းပဲဟိုဈေးရောက်နေတယ် online ပေါ်မှာဈေးရောက်နေတယ် तू တယောက်ပဲအခုလိုမျိုးစားတော့ဆိုင်သွားပြီးတော့ तू လူကြားထဲမှာသွားပြီးတော့ဟိုဟာဖျဲတာပေါ့เนาะဆိုင်စင်နဲ့ဘာနဲ့ complaint လေးတဲပြီးတော့ အဟဲဘယ်ဒီမီယာဖြေရှင်းရတဲ့အရာကို तू ကဗီဒီယိုရိုက်ပြီးတော့သူ့အကောင့်မှာပဲတင်တယ်အခုအဲ့ဒီဗီဒီယိုကမရှိတော့ဘူး तू ဖြစ်ချလိုက်ပြီပေါ့နော်အဲ तू ကတော့ပြန်လည်ပြီးတောင်းပန်ထားတဲ့ဗီဒီယိုပေါ့ဗျာအခုတလောကတော့ပွဲစားတဲ့လူကရမ်းများနေအခါကျတော့လေဒီပွဲလေးအကြောင်းကိုကျွန်တော်နည်းနည်းလေးဟိုပြချင်တာပါတချို့ကဟိုမလုတ်တဲ့ဘက်နဲ့ဟိုလှုပ်လိုက်တာပေါ့ဗျာကျွန်တော်တို့ဆိုလဲကြုံဘူးတယ်စိုက်တွေတော်တော်များများကိုအစင်ပြေမစားဘူးဒါပဲသူတို့ကို ချို့ဆိုရင်ကိုကဟိုကတ်တိုးလေးပြောပြီးတော့ဟိုအကြံဉာဏ်အောင်ပေးခဲ့သေးတယ်ဒီလိုမျိုးတော့ဟိုလူကြားသူကြားထဲမှာတော့ဖျားရမျိုးတော့မရှိဘူးမကြိုက်ရင်မစားဘူးစိတ်ဆိုင်ရင်မကောက်ဘူးလားစားလို့တောက်လို့မကောက်ရင်မသွားတော့ဘူးဒါပဲဟုတ်ကဲ့ကိုလည်းဈေးရောက်နေသူတယောက်ဆိုရင်တော့ဟိုကိုချစ်စားတတ်မလို့ထင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့မယ်